မင်္ဂလာပါရှင်ဗမာခေတ်သစ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုချိန်မှာစာရင်းနောက်ဆုံးရသတင်းများကိုဆက်လက်အစီအခံတင်ဆက်ပေးပါမယ်ရှင်ပရမအောင်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အင်းတော်မျိုးသိန်းတိုက်ပွဲတွင်လက်နက်ချအញ្ញံခံသောတမ89တမမှုဘုံမှုချုပ်အောင်သက်ဦးနှင့်တုံပန်းများကစစ်တပ်တရားမဲ့မှုများအတွက်နောင်နာရဟုဝန်ခံပြီးຫນွေဥတော်လန်၏အတွက်တတ်နိုင်သမျှထဲ့ဝင်မည်ဟုဂရေးပြုဆိုတဲ့သတင်းပဲဖြစ်ပါရရှင် စကိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲတွင်လက်နက်ချအញ្ញံခံသောတမောက်89တမမှုဘုံမှုချုပ်အောင်သက်ဦးနှင့်စစ်တုံးမဲများကစစ်တိတ်တရားမဲမှုများအတွက်နောင်နာရဟုဖွင့်ရဝန်ခံထားကြောင်းမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကော်ရီဝင်ကြီးဦးရင်မောင်ကထုတ်ဖော်ပြောဆိုသည်ရှမန်နေပြည်သူ့ကော်ရီတမရော်လေးနှစ်ပြည့်မိန်ကုန်းနှင့်အန်ယူဂျီကော်ရီဝင်ကြီးဦးရင်မောင်ကထုတ်ထုတ်ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည် အင်းတော်မျိုးသိန်းတိုက်ပွဲသည်ရှလာကြောကြာဆင်နွှဲခဲ့ရသောပြည်သူ့ကောင်ရေးတပ်မတော်၏တမိုင်းဝင်တိုက်ပွဲဖြစ်ပြီးစစ်စင်ရေးအတွက်ပြင်ဆင်ဆုံးဖြတ်ရသည့်ကာလများပါထည့်သွင်းတွက်ချက်ပါကတနှစ်တနှစ်ကြာခဲ့ကြောင်းအင်းတော်တိုက်ပွဲတွင်လက်နက်ချအញ្ញံခံခဲ့သောတမ80ခွန်တမမှုနှင့်73မဲများကစစ်တိတ်တရားမဲမှုများအတွက်နောင်နာရကြောင်းဖွင့်ဟဝန်ခံလာသည့်အပြင်တော်လန်ရေးအတွက်တပ်နိုင်သည့်များကိုထည့်ဝင်ပါဝင်မည်ဟုဆိုလာကြောင်းစစ်တပ်ဘက်မှတပ်မှုများတပ်သားများအနေဖြင့်အမြင့်ဆုံးအလင်းဝင်ကြရန်ဥယျာဉ်မွန်ကတိုက်တွန်းပြောဆိုသည် အခုငါတို့လက်ထဲရောက်နေတဲ့တက်မ80ခွန်တက်မမှုအပါဝင်၃မန်းတွေကလည်းသူတို့ရဲ့နောင်နာကိုဖွင့်ရဝန်ခံကြတယ်စစ်တပ်တရားမဲ့တယ်ဆိုတာသူတို့သိတယ်ပြည်သူတော်လှန်ရေးမှာသူတို့တက်နိုင်တာထက်ဝင်မယ်ဆိုတာခရီးပြူကြတယ်စစ်ကောင်စီတက်ထဲမှာကြန့်ရှိနေတဲ့တက်မှုတက်သားတွေအနေနဲ့ပြည်သူကိုအကြမ်းဖက်တက်ဖြတ်တဲ့အထိလမ်းမရောက်စေတဲ့မိစ္ဆာဒိဋ္ဌိဝါဒကိုအမြန်ဆုံးဆွလွတ်ကြဖို့တိုက်တွန်းလိုတယ်ဒီလိုသာဆွလွတ်နိုင်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြင်မြန်ချမ်းသာရမယ်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့ခရီးပေးလိုတယ်ဟုဥယျာဉ်မောင်ကပြောပြတယ် ဧပြီလ၈ရက်နေ့အင်းတို့မျိုးသိန်းတိုက်ပွဲတွင်တမ89တမမှုဘုံမှုချုပ်အောင်တအူကိုအရှင်ဖန်စီရရှိခဲ့သည်ဘုံမှုချုပ်အောင်တအူသည်စစ်တပ်သို့အပတ်စဉ်၄၂ကျောင်းဆင်းဖြစ်ပြီးတမ89တမမှုအဖြစ်2024ခုနှစ်နှစ်ဆန်းပိုင်းတွင်မှစတင်တောင်းယူခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏နောက်ဆုံးရာဇဝင်များကိုပြန်လည်လေ့လာကြည့်ရင်2021ခုနှစ်စစ်အာဏာသိမ်းစားအချိန်ရန်ကုန်မှဆန္ဒပြပြည်သူများကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ရာတွင်အောင်တော်ဦးကရန်ကုန်တိုင်းစစ်ဌာနချုပ်၏အမတ်တစ်စစ်ဗျူဟာမှုဘုံမှုကြီးအဖြစ်မိန်ပေးစေခိုင်းခဲ့သူဖြစ်ကြောင်းသိရှိရသည်။ရှင်းအောင်ရှန်ကုန်တိုင်းစစ်ဌာနချုပ်အမှတ်1စစ်ဗျူဟာမှုအဖြစ်မှာ ကန်ယူရန်တိုင်းစစ်ဌာနချုပ်ကော်တောင်တက်နေစစ်ပြူဟာမှုအဖြစ်ပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလထိတောင်းထမ်းဆောင်ခဲ့ကြောင်းရင်းနောက်တမ80ခွန်တက်မှမှုဖြစ်လာခြင်းဖြစ်ကြောင်းသိရှိရသည်တမ80ခွန်တက်မှမှုဘုံမှုချုပ်အောင်သက်ဦးရင်းစနေဒေါ်သက်စုနေထွန်းတာကြီးဖြစ်သူပြေရှံဦးတာငယ်အန်ဖုံးဦးတို့ရှိကြောင်းသိရှိရသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြမအရှိကကမ္ဘာအခင်းချင်းနဲ့ဆက်ဆက်လာပြီးစစ်ကောင်စီလူမဆန်မှုများကိုအပိအမြောက်လုပ်နေသည့်ကိုကျိုးရှာအမျက်ထုတ်သောပြည်ပနိုင်ငံတချို့ရှိလာဟုအန်ယူဂျီကာဝေးဝန်ကြီးတရေပင်နေဦးတော်လန်ရီတခုလုံးအနေဖြင့်ရေရှည်တောင်းခံနိုင်မှုကြောင့်အောင်းမွေးရရှိသောအင်တော်မျိုးသိန်းတိုက်ပွဲကိုနမူနာရှုရန်လိုအပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင် မြမအရေးကကမ္ဘာအခင်းအကျင်းနဲ့ဆက်ဆက်လာပြီးစက်ကောင်စီလူမဆန်မှုများကိုအားပေးအမြောက်လုပ်နေသည့်ကိုကျိုးရှာအမျက်ထုတ်သောပြည်ပနိုင်ငံတချို့ရှိလာနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကောင်ရီဝန်ကြီးဦးရင်မုံကတရေပေးလာသည်ရမန်နေပြည်သူ့ကောင်ရီတမတော်၄နှစ်ပြည့်မင်းကွန်းတွင်၎င်းကအထက်ပါတိုင်းတရေပေးပြောဆိုသွားခြင်းဖြစ်သည်စက်ကောင်စီအနေဖြင့်ငလင်ကြီးလောက်ခတ်ချိန်တွင်ပြည်သူ့အပေါ်စေတနာမဲမှုစွမ်းဆောင်ရည်မဲမှုနှင့်အင်အားချိနေမှုများမဖုံးနိုင်မဖိနိုင်ပေါ်လာကြောင်းသူအားနှင့်ချက်ကိုဖုံးကွယ်ရန်ပြည်သူများကိုလေးချ င်းတိုက်ခိုက်မှုများတိုးလာနေကြောင်းထိုအချိန်စစ်ကောင်စီလူမဆန်မှုများကိုအားပေးအမြောက်ပြုလုပ်နေသောကိုကျိုးရှာအမျက်ထုတ်ပြည်ပနိုင်ငံတို့ရှိလာကြောင်း၎င်းကဆိုသည် အခုဆိုရင်မြမအရေးဟာကမ္ဘာအခင်းကျင်းနဲ့လဲဆက်ဆက်လာတယ်။ပြည်သူတွေရဲ့ဆန္ဒသဘောထားကိုလစ်လို့ရှုပြီးမြမပြည်ပေါ်ဩဇာလွှမ်းမှုကိုကြိုးစည်းဝါအမျက်ထုတ်ဖို့ကြံရည်ခြင်းနဲ့စစ်ကောင်စီရဲ့လူမဆန်မှုတွေကိုလူမိုင်းအားပေးလုပ်နေတဲ့ပြည်ပနိုင်ငံတချို့ရှိလာတယ်ဆိုတာကိုလည်းသတိကြီးကြီးထားရမယ်။ PDF တမ်ရောအဖို့ရောကိုလန်ချောင်းကိုမရွတ်မဆောင်အာကောင်းမောင်းတန်ချီတက်ကြဖို့ပဲဖြစ်လိမ့်မယ်။ ။အင်းတော်အောင်မွေးကိုပြန်ကြည့်ရင်တောင်းခံနိုင်စွမ်းကအဆုံးဖြတ်ဖြစ်ခဲ့တယ်။ PDF ရဲဘော်တဦးချင်းအနေနဲ့လည်းစိတ်ရှည်ဖို့ဆွဲကောင်းမှုဘလို့အခက်အခဲမျိုးကြုံပါစေ။စဉ္ညံခံဖြစ်တတ်မှုလိုအပ်တဲ့ဥယျာဉ်မွန်ကဆိုသည် ်လက်ရှိနှွေဦးတော်လန်ရဲ့အနေဖြင့်အင်းတော်မျိုးသိန်းတိုက်ပွဲကိုနမူနာယူရမည်ဖြစ်ကြောင်းအင်းတော်မျိုးသိန်းတိုက်ပွဲတွင်တောင်းခံနိုင်စွမ်းရှိသောသူကအနိုင်ရရှိသည်ကိုတသက်ပြခဲ့ကြောင်းအင်းတော်မျိုးသိန်းတိုက်ပွဲသည်တိုက်ပွဲကာလနှင့်ပြင်ဆင်ခြင်းပါဝင်တစ်နှစ်ကြာမြင့်ကြောင်း PDF တပ်များအနေဖြင့်မြေပြင်စိုးမိုးမှုပြည်သူလူထုပါဝင်မှုနှင့်ရေရှည်တောင်းခံနိုင်စွမ်းတို့ကြောင့်အင်းတော်မျိုးကိုသိမ်းပိုင်နိုင်ခဲ့ကြောင်းနှွေဦးတော်လန်ရဲ့တစ်ခုလုံးအတွက်အင်းတော်မျိုးသိန်းတိုက်ပွဲကနမူနာကောင်းဖြစ်ကြောင်းသူကဆက်ပြောသည် အင်းတော်အောင်ပွဲနေ့တို့တော်လန်ရေးတစ်ခုလုံးရဲ့အောင်ပွဲကိုလည်းငါတို့ရဲ့တောင်းခံနိုင်စွမ်းကပဲအဆုံးဖြတ်ပေးလိုက်မယ်။ငါတို့မှာမောမြတ်တဲ့ရီမန်းချက်ရှိတယ်။ငါတို့မှာကိုနှုံနှလုံးနဲ့ထောက်ခံပါဝင်နေတဲ့တော်လန်ပြည်သူတွေရှိတယ်။ငါတို့မှာနိုင်ငံအနှံ့တက်ဖြတ်နေရယူထားတဲ့တော်လန်ရဲဘော်တွေရှိတယ်။ငါတို့ရဲ့စစ်ပညာနဲ့တိုက်စွမ်းရေးကိုဆက်လက်မြင့်တင်ကြရမယ်။ငါတို့ရဲ့ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်တွေကိုနှီးမျိုးစုံနဲ့ဖြည့်ဆည်းကြရမယ်။ PDF တက်မတော်နဲ့မဟာမိတ်တွေပို့ချစ်ကြည့်ပို့စီလုံးပို့ဟန်ချက်ညီပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့မဟာပြူဟာမြောက်တိုက်ပွဲ ဝင်ကြရင်အဆုံးသက်အောင်ပွဲဟာတိုင်းရင်းသားပြည်သူတရက်လုံးဖြစ်လိမ့်မယ်လို့ယုံကြည်တဲ့ဦးရီမွန်ကဆိုသည်ပြည်သူ့ကော်မတီတမတော်သည်စတင်ဖွဲ့စည်းခဲ့ချိန်မှစတင်၍ရခုအကတိုင်းရင်းပေါင်း400နီးပါးရှိလာပြီးတနိုင်ငံလုံးနီးပါးတွင်တက်ဖြန့်ထားနိုင်ပြီဖြစ်သည်။ ဆလဗီစစ်ကောင်စီကမေလ6ရက်နေ့မှ31ရက်နေ့အထိတတိယကြိမ်အပြစ်ခတ်ရဟုကြေညာပြန်ငလျင်လုခတ်ပြီးအပြစ်ရဲ့ကြေညာပြီးနောက်စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ286ဦးသေဆုံး။မင်းအွန်လိုင်းရုရှားခေစင်တွင်နိုင်ငံတကာသို့အပြကောင်းစီရင်ဟန်ပြအပြစ်ရဲ့ကြေညာမှုအဖြစ်သုံးသပ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အကြံဘတ်စက်ကောင်စီကမေလ6ရက်နေ့မှာ32ရက်နေ့အထိတရရကျင်းပြက်ခတ်ရက်စဲကြောင်းယနေ့နနပိုင်းကျင်းညာပြန်နေမတ်လ28ရက်နေ့လှုပ်ခတ်ခဲ့သောသကိုင်းငလင်ကြီးကြောင်းငလင်တန်တဲ့ဒေတာများပြန်လည်တည်ဆောင်ရေးအတွက်မေလ6ရက်နေ့မှာမေလ32ရက်နေ့အထိကာလကိုရာရပြည့်ရက်စဲရက်ကာလဖြစ်ထမှန်တိုးမြင့်ကြောင်းစက်ကောင်စီကထုတ်ပြန်ကျင်းညာသည်စက်ကောင်စီကဧပြီလ2ရက်နေ့မှာဧပြီလ30ရက်နေ့အထိနှစ်ကျင်းအပြက်ခတ်ရက်စဲရောင်းကျင်းညာခဲ့တော်လဲနိုင်ငံတော်အနေနဲ့လေကြောင်းဖြင့်ပုံပတ်ကျင်းမှုများလှုပ်ဆောင်ခဲ့ကြောင်းငလ လင်းလုံးခတ်ခဲ့သည့် match လ28ရက်နေ့မှမေလ2ရက်နေ့ထိ36ရက်အတွင်းစစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှု282ကြိမ်ပြုလုပ်ခဲ့ရာပြည်သူ296ဦးသေဆုံးပြီး456ဒဏ်ရာရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကရမန်နေထုတ်ပြန်ခဲ့သည်။လေးချောင်းတိုက်ခိုက်မှုအတွင်းသေဆုံးခဲ့သူပြည်သူ296အနက်18နှစ်အောင်32ဦးပါဝင်ပြီး18နှစ်အထက်84ဦးပါဝင်ကြောင်းလေးချောင်းတိုက်ခိုက်မှုအများဆုံးမှာသခိုင်းတိုင်းတွင်ဖြစ်ပြီး83ကြိမ်ဖြင့် လေရင်ပုံကျချခဲ့ကြောင်းစကိုင်းတိုင်းတွင်လေကြောင်းတိုက်ခိုက်မှုကြောင့်89သေဆုံးရ135ဒဏ်ရာရရှိခဲ့ကြောင်းစစ်ကောင်စီကမန္တလေးတိုင်းတွင်လေကြောင်းတိုက်ခိုက်မှု62ကြိမ်လုံဆောင်ခဲ့ပြီး65သေဆုံးခဲ့ကြောင်းသိရှိရသည်မေလ9ရက်နေ့တွင်စစ်ကောင်စီဥက္ကဋ္ဌအကြံဘက်မင်းအောင်လိုင်ကရုရှားနိုင်ငံသို့တွားရောက်မည်ဖြစ်ရာယင်းရုရှားခေစင်အတွက်နိုင်ငံတကာသို့အပြကောင်းစီရန်ဟန်ပြအပြည့်ရကျင်းညာခြင်းဖြစ်ကြောင်းရန်ကုန်မြို့တွင်မင်းဆက်လက်အခြေဆိုင်ပြီးစစ်ပေးဆောင်ကူညီရေးအတွက်ဆက်လက်လုံဆောင်နေသူထောက်ပို့တောင်းငံတို့ကသုံးသပ်ပြောဆို ည်စစ်တပ်ကအပြစ်ရဲ့ကြေညာတာဖြစ်စေမကြေညာတာဖြစ်စေဘာမှသိမ်းမထိုးအခုလေရုရှားခေးစင်မှာအပြကောင်းမှုဒီလိုကြေညာတာပါစစ်တပ်ကအပြစ်ရဲ့ကြေညာလို့ကျွန်တော်တို့စစ်ဘေးရှောင်ပြည်သူတွေအေးစေးနေလို့ရတဲ့နေရတဲ့အချိန်မှမရှိခဲ့တာဧပြီလရုံကလည်းအပြစ်ရဲ့ကြေညာပြီးဘုံတွေကျဲလို့ပြည်သူတွေပြေးရလွှားရတာပဲလေရင်နဲ့ဆက်ပြီးဘုံကျဲနေအောင်မှာပဲနိုင်ငံတကာမှဝင်ဆက်မှုဒီလိုပဲအပြစ်ရဲ့တဲပါညာကြေညာပြရတဲ့ဟန်ပြတွေလောက်တာပါဟုရန်ကုန်ခြေဆိုင်ထောက်ဖို့တာငန်ကသုံးသက်ပြောဆိုသည် ဆက်လက်ပြီးရေပြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ဒေါနစစ်ကြောင်းတို့ထိတွေ့တိုက်ပွဲဖြစ်ပြီးနှစ်ဖက်ထိခိုက်သေးဆုံးမှုရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္သာရီတိုင်းရေပြူမြို့နယ်နှက်ကြီးစင်ကြီးရွာအုပ်စုစိန်ပုံရွာအနီးဒေါနစစ်ကြောင်းတုံးနဲ့စစ်ကောင်စီပြူစောတိပူပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်ကနှစ်ဦးသေဆုံးခဲ့တယ်လို့ဒေါနစစ်ကြောင်းတုံးဘက်ကတဦးကျခဲ့တယ်လို့သိရှိရပါတယ်။ အခုမေလာတရက်မနက်စိန်တိုင်းခွဲဝင်ခြင်းကရေပြူမြို့နယ်စိန်ပုံရွာအနီးမှာဒေါနစစ်ကြောင်းတုံးကနေမြေရှင်လင်းဆောင်ရွက်ခြင်းရေပြူခြေဆိုင်စစ်ကောင်းစီရေတပ်အမှတ်293ခြေလင်းတရင်နဲ့ဖြူစောတီတို့ကဂျာပြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ကမ်ဘောဒက်ဖ ens ဖို့တိုင်းရှိသူတို့ကဘာမဖီဂျီကိုပြောပါရယ် အင်အား20ဝန်းကျင်မှာစစ်ကောင်စီဘူပေါင်းတရဲချားပြတ်တိုက်ခိုက်မှုတွင်ဒေါနာစစ်ကြောင်း3ကပြန်လည်ခုခံတိုက်ခိုက်ခဲ့တာကြောင့်နှစ်ဖက်ထိခိုက်ကြဆုံးမှုရှိခဲ့သလိုဒေါနာစစ်ကြောင်း3အဖွဲ့က 60K အရှိတလက်ပစ္စတိုတနက်တလက်နဲ့ခြေပေါင်းနှစ်ခုကိုဆုံးရှုံးခဲ့ရတယ်လို့လည်းသိရပါဗျ။ ထိရဲတိုက်ပွဲဖြစ်ပွားပြီးအရတားပြည်သူတို့ကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးခရီးသွားပြည်သူတွေကိုလည်းစစ်ဆေးမေးမြန်းမှုတွေလှုံ့ဆော်နေတယ်လို့သိရပါဗျ။ထိတွေ့မှုဖြစ်ပွားပြီးဖျားသုံးစုကြေးရွာ၊စိန်ဘုံကြေးရွာနဲ့နတ်ကြီးစင်ကြေးရွာဝန်းကျင်မှာဆေးရည်တင်မာမှုရှိနေရကြောင်းဒေသခံပြည်သူတွေအထူးကြိုးပြုသွားလာဖို့နဲ့ရှောင်ကျဉ်သွားလာကြဖို့ကိုလည်းကမ်ဘောဒီဖ ens ဖို့ကအသေးပေးထုတ်ပြန်ထားပါသေးတယ်။ဆက်လက်ပြီးအင်းတို့မျိုးအသိခံရပြီးနောက်စစ်ကောင်စီကကတာရင်အင်အားဖြစ်တင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ စစ်ကောင်စီသည်တော်လရင်ပူပေါင်းဖွဲ့ဝင်များဝင်ရောက်တိုက်ခိုက်မှုကိုစိုးရိမ်၍စကိုင်းတိုင်းကတားမျိုးနယ်အတွင်းကိုလေကြောင်းမှအင်အားဖြည့်တင်းမှုများပြုလုပ်နေကြောင်းသိရှိရသည်တော်လရင်ပူပေါင်းတပ်ဖွဲ့များသည်ပြီးခဲ့သည့်ဧပြီလ9ရက်နေ့ကအင်းတော်မျိုးကိုတိမ်မိုက်ခဲ့ပြီးနောက်စစ်ကောင်စီကကတားရှိတရင်များတန်းစစ်ကိုအင်အားပို့ဆောင်နေကြောင်းသတင်းရင်းမြစ်တမ်းမှသိရသည် ထီးကြိုင်းတဲ့ကတာဘယ်မျိုးကစပြီးအတိုက်ခံရမလဲဆိုတာကိုစစ်တပ်ကစောင့်နေပုံရပါတယ်။ကတာမှာကစစ်ရင်ရနေတဲ့ပြင်အင်းတော်မှာကလည်းတော်လန်ရေးတပ်တွေရှိတော့ကတာကိုအင်အားပို့နေပါတယ်လို့စစ်ရေးတရင်ရမြက်က ARA Time ကိုပြောသည်။စစ်ကောင်စီသည်ကတာအခြေဆိုင်ခမရ၃ရောက်ကိုအတွင်းကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခမနေ၍စစ်ကုအင်အားအများပြားကိုလေယာဉ်များဖြင့်ပို့ဆောင်နေကြောင်းသိရသည်။ ကတားမျိုးရင်နေမြေကန်တရင်တစ်ခုနဲ့အမြောက်တရင်တစ်ခုသာရှိသေးတဲ့အင်အားနေပါနေခြင်းကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှနေ၍အင်အားပို့နေရခြင်းဖြစ်ကြောင်းသိရသည်။တော်လရင်တပ်ဖွဲ့များသည်ကတားရှိတရင်များကိုအောက်ကို၍အင်းတော်မှထွက်ပြေးသည့်တမ80ခွန်တမမှုဘုံမှုချုပ်အောင်သက်ဦးနှင့်အင်အား190ကျော်ပါစစ်ကြောင်းကိုကတားရင်ဖမ်းဆီးရမိခဲ့သည်။